အလုံးဝမြင်လာပါရှင် healthy lifestyle မှာပြန်လဲကြိုးစားပါရစေအခုပြပြချင်းတဲ့တည်င်းလေးရတော့တောင်ကုန်မှာဒီကိုရန်ကျောင်းသူလေးတူအားမပြုချက်ခံပြီးတော့ကွယ်လွန်သွားတဲ့တည်င်းလေးကိုပြပြချင်ပါတယ်ပဲခူးတိုင်းဒေသကြီးတောင်ကုန်မြို့နယ်ကျုံကုန်းကျေးရွာမှာကိုရန်ကျောင်းသူလေးတူအားမပြုချက်ခံပြီးတော့ဒီပေါ့နော်အာဆုံးပါသွားတဲ့အတွက်ကြောင့်မလို့အိမ်ကြီးချင်းအမျိုးသားနှစ်ယောက်ကိုရဲတပ်ဖွဲ့ကနေပြီးတော့ဖမ်းဆီးစစ်ဆေးပြီးတော့ တီတီရဲ့ရောက်အေးအေးယူပေးဖို့အတွက်လည်းဒေသခံတွေကတောင်းဆိုထားတဲ့အကြောင်းလေးဖြစ်ပါတယ်။ကျုံကုံကြီးရွာကအသက်16နှစ်အရွယ်ကိုရန်ကျောင်းသူလေးတယောက်ကဒီမတ်လ19ရက်နေ့မနက်ပိုင်းမှာပဲနေအိမ်မှာအာမပြုခြင်းခံပြီးတော့ဒီ လက်ချက်နဲ့ပဲပေါ့နော်၊ကွယ်လွန်သွားခဲ့တာဖြစ်တယ်။ဆိုတော့မိသားစုကတော့၃ယောက်ပဲရှိရလို့သိရတယ်ပေါ့နော်။အမိလုပ်တဲ့သူက9နာရီခွဲလောက်မှအလုပ်သွားပြီးတော့10နာရီခွဲလောက်အိမ်ပြန်လာတဲ့အခါမှာကလေးကမထသေးဘူးဆိုပြီးတော့ပေါ့နော်။သူကတော့နှိုးနေခဲ့တာ။ဒါပေမဲ့ကလေးကိုတတ်ပြီးတော့ဆောင်းနဲ့အုပ်ထားခဲ့တာဖြစ်နေရေပေါ့နော်။ဒီအုပ်ထားတာကိုလှန်လှန်လိုက်တော့မှခေါင်းက ပြတ်ထွက်မတက်ပဲပေါ့နော်အရေးပြားတွေပဲကြံခဲ့လို့သိရပါတယ်၃လမလောက်ပဲကြံတော့တာလို့သိရတယ်ပေါ့နော်ဆိုတော့ဒါနဲ့ခုတ်ခံထားတာလို့တည်ဆုံးသူရဲ့ဆွေမျိုးတူကပြောပါတယ်အဲဒီเจ้าသူလေးရဲ့အဖေကတော့ဒီရွာမှာရှိတဲ့တစ္ဆက်မှာညာပိုင်းအလုံးလောက်ကိုင်းနေသူဖြစ်ပြီးတော့အမေကတော့မနက်9:00နာရီမှာထပြီးတော့ဖတ်သွားကောက်နေတဲ့အချိန်မှာနေအိမ်မှာတူရဲကြံခဲ့တဲ့အချိန်မှာဒီလိုမျိုးကိစ္စဖြစ်သွားခဲ့တာပဲဖြစ်ပါတယ်ဆိုတော့အာဒီပေါ့နော်ចောင်းသူလေးရဲ့အတော်ကလူမှုကွန်ရက်မှာအာအကူအညီတောင်းထားတာလေးကိုပြောပြမယ်ပေါ့နော် သူ့ရဲ့ဒူမာလီကကိုရန်ကျောင်းသူလေးဖြစ်ပြီးတော့အသက်16နှစ်အရွယ်ပဲရှိပါသေးတယ်လို့ရေးထားပါတယ်။အတန်းနဲ့မှလည်းအမြဲတမ်းအေးရတဲ့ကလေးပါ။ဆရာဝန်ဖြစ်ချင်ပြီးတော့ရီမုံမုံနဲ့ချစ်စရာကောင်းတဲ့သူလေးဖြစ်ပြီးတော့ဒီသူ့ရဲ့ဒူမာလီပေါ့နော်မတရားခံရမှုကိုဒီ တည်တံ့ကြပေးဖို့အတွက်ဝင်ရံပေးကြပါဆိုပြီးတော့ဒီအကျူးလွန်ခံရတဲ့ပေါ့နော်ကလီမာလေးရဲ့အတော်ကနေပြီးတော့လူငွေရဲ့ကတိကတစ်ဆင့်အကူအညီတောင်းထားတာဖြစ်ပါတယ်။ဆိုတော့ရုပ်အလောင်းကိုတော့တောင်ငူစေးုံကိုပို့ဆောင်ပြီးတော့ရင်ခွဲစစ်ဆေးပြီးမူကင်းဆရာဝန်လေးရဲ့စစ်စစ်ချက်အဖြစ်ကိုအခုချိန်မှာစောင့်ဆိုင်နေရတယ်လို့သိရပါတယ်။အာဓမပြုကျင့်သွားတဲ့သူတွေကိုတော့အမှုမှန်ပေါ်ပေါက်ရေးအတွက်ရဲတပ်ဖွဲ့ကိုတောင်းဆိုပြီးတော့လိုအပ်တဲ့လူမျိုးပံ့ပိုးကူညီသွားမယ်ဆိုပြီးတော့တောင်ငူမျိုးနယ်ကအရက်ဖက်အဖွဲ့အစည်းတွေကလည်းပြောထားပါတယ်။ဒေသခံတွေအနေနဲ့ကတော့ဒီ အဲအဆိုပါအာရမပြုခြင်းမှုပေါ့နော်ဒီအင်းကြီးချင်းအမျိုးသားသုံးဦးကပူပေါင်းပြီးကျူးလွန်ခဲ့တယ်လို့သိရှိထားပြီးတော့နှစ်ဦးကိုဖမ်းမိထားကြောင်းနဲ့ကျန်တဲ့တဦးကိုတော့လိုက်ရှာနေတဲ့အကြောင်းကိုကျုံကုန်းကြည်ရွာရဲ့ဒေသခံတဦးကနေပြီးတော့ပြောပြပါတယ်ဒီတရခန်တွေကတော့သူတို့ရဲ့အိမ်ပါပဲပေါ့နော်ဝင်ထွက်စားတောက်နေတဲ့သူတွေပဲဖြစ်ပြီးတော့သူ့အဖေရဲ့အပေါင်းအသင်းတွေပဲဖြစ်တယ်လို့သိရပါတယ်ဘယ်ချိန်ကလေးကနေပြီးတော့ကလေးကိုကျန်နေလဲမသိဘူးဆိုပြီးတော့ဒေသခံတဦးကလည်းပြောပြထားတယ် နည်းချုပ်ပြီးပြောရမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့သားသမီးရေအဲအဲ့လိုမျိုးပေါ့နော်အသက်အရွယ်မပြည့်သေးတဲ့လူတွေပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်အာ ငယ်တဲ့လူတွေပဲဖြစ်ဖြစ်ပေါ့နော်အိမ်မတယောက်တည်းမထားခဲ့ဘူးနဲ့အဲကိုယ့်ရဲ့ဒီတည့်ရဲ့လူဆိုနေတယ်လူတိုင်းကိုမယုံရဘူးပေါ့နော်အယုံကြည်မရှိရဘူးပြောချင်ပါတယ်အကုန်လုံးပေါ့နော်ဟိုတည်တည်ချာချာလေးအပြောပြထားမယ်ပေါ့နော်ကလေးတွေကိုလည်းအဲ့လိုမျိုးပြောရမယ်လို့မှာချင်ပါတယ်ဆိုတော့ဒီဆုံးသွားတဲ့လူရဲ့ယုံလောင်းကိုတော့ match လ22ရက်နေ့ကနေပြီးတော့တကြိုလိုက်ကြအောင်လည်းတည်ရပါတယ်ရှင်ဆိုတော့ဆုံးသွားတဲ့ကလေးနဲ့တကွာသူ့ရဲ့ချမ်းရဲ့သူမသားစုအတွက်လည်းတကယ်ကိုအဝမ်းနေရပါတယ်ကလေးမလေးလည်းကောင်းတူကြည်လာပါစီလို့ ောင်းပြီးလိုက်ပါရစေ။